တချို့ကလေးတွေဆိုရင်မျက်နှာပေါက်လေးရအစားတူတာမျိုးအဲသူစကားပြောလိုက်တဲ့ဟာမျိုးမှာမျက်စောင်းထိုးလိုက်တဲ့ဟာမျိုးအဲ့လိုမျိုးလေးတွေဆိုလို့ရှိရင်ဒါမဲ့ဦးဝဲနဲ့တူတဲ့ကလေးတွေလည်းတွေ့ရပါတယ်ဆိုတော့အော်ဒါကတော့ဘယ်လိုခေါင်းလုံးဆိုတော့ကိုယ်သဘောကျတဲ့ idol ရဲ့လွှမ်းမိုးမှုဆိုတာကတော့ nebe တိုင်းမှာရှိကြပါတယ်စာရေးဆရာတွေမှာလည်းဒီလိုပဲဟိုကျွန်တော်တို့ဆိုရှင်ငငယ်တော့ဆိုလို့ရှိရင်စာစရေးလိုက်တာနဲ့အဘမင်းသိန်းခါလေတန်ပေါက်သွားတနေ့တနိုင်ကျွန်ုပ်တည်အဲအဲ့လိုမျိုးပေါ့ဆိုတော့ဒါကတော့ရှိမှာပဲဆိုတော့ဒါကိုတော့ကျွန်တော်ကအပြစ်မပြောဘူးသို့တော့တမင်လုံးမယူနဲ့ပေါ့နော်တမင်ဟာငါတော့မဲ့ဦးဝဲနဲ့တူအောင်လုပ်မယ်ဆိုတာမျိုးပေါ့ show နာမည်လေးက Rising Show ပါ Rising Show ကတော့အဓိကကတော့ Executive Producer အနေနဲ့ထုတ်လုပ်တာကတော့ကျွန်တော်တို့ Jun TV application ရှိပါတယ်သူက Play Store မှာရောဒါ App Store မှာရောရှိပါတယ်အဲ့ Jun TV ကအဓိကကဒီကျွန်တော်တို့အဲ Director အဲဆရာဇောကိုကိုပေါ့အဲသူကနေပြီးတော့ဒီဟာ organize လုပ်တာပေါ့နော်ဆိုတော့အဓိက ကျွန်တော်တို့ဒီအဲရုပ်ရှင်အမှုပညာကိုဝါသနာပါတဲ့အဲလူငယ်မောင်မယ်တွေကိုကျွန်တော်တို့ audition လုပ်တယ်ပြီးတော့အဲ့ထဲမှာလူ20ကိုရွေးချယ်ပြီးတော့ကျွန်တော် reality show အနေနဲ့ကျွန်တော်တို့ဒီအဲ industry တွေကဟို wiring director တွေနဲ့အဲကျွန်တော်တို့ဒီရုပ်ရှင်ကို train ပြီးတော့ short film တွေရိုက်ပြီးတော့အဲ့ဒီပုံမှာပြန်ပြီးအကဲဖြတ်မယ်ပေါ့နော်အကဲဖြတ်ပြီးတော့မှကျွန်တော်တို့ဒီ winner စုတွေအဲဒါပြီးတော့အဲ့လိုပေါ့ပေးမယ်ပြီးတော့ငွေသားစုတွေလည်းပါတယ်ပြီးတော့ဒီဟိုတင်းပေါ့ကျွန်တော်တို့ရုပ်ရှင် contract လည်းချုပ်ပြီးတော့ဒီကျွန်း TV မှာပြမယ့်ဟာတွေအတွက်ကိုကျွန်တော်ဒီထဲကနေပြီးတော့ဒီဒီ deadline နေနဲ့ရိုက်မယ်ပေါ့အဲအဲ့ဒီလိုအစီအစဉ်နေပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်ကတော့ဒီဟိုပါပေါ့ audition မှာအသုံးပြုတဲ့ဇာညွန်းတွေနောက်ပြီးတော့အခုဒီအဲ reality show တွေမှာပါမယ်သူတို့တရုတ်ဆောင်မဲ့ဇဝင်ခန်းတွေပေါ့နော်အဲအဲ့ဇဝင်ခန်းတွေအတွက်ဇာညွန်းကိုကျွန်တော်ရေးပါတယ်နောက်တစ်ခါတော့ဒီ audition ပေါ့လူအဲ200ကနေပြီးတော့လူ20ကျန်အောင်ပေါ့အဲကျွန်တော်တို့ audition လုပ်တဲ့အခါမှာကျွန်တော်ကဒီ judge အနေနဲ့ပေါ့နော်ဒိုင်းလူကြီးအနေနဲ့ကျွန်တော်ပါဝင်ပြီးတော့ဆောင်ရွက်ခဲ့ပါတယ်လာရောက်ပြီးတော့ form တင်ပြီးတော့ရှောက်တာတော့ဟိုပါပေါ့ကျွန်တော်ထင်တယ်ဒီ3အဲပေါ့350 400ဒါကကျွန်တော်တို့နောက်ဆုံးဟိုပါ တဆင့်ချမ်းပါစစ်လိုက်တာပေါ့နော်ဖောင်တင်လာတာဆိုရင်600လောက်ရှိတယ်ခင်ဗျအဲ600လောက်ထဲကနေကျွန်တော်တို့အဲ့လိုပထမတဆင့်စီကန်းချက်နဲ့မကိုက်ညီတာတွေဖြုတ်ပြီးတော့မှကျွန်တော်တို့ပြန်ဒု200ကျောင်းပြန်ရွေးပေါ့အဲ့လိုရွေးခဲ့ရတာပေါ့ဆိုတော့ပြိုင်ပွဲဝင် challenging ကတော့များပါတယ် challenging များတယ်အဲ့ထဲကမှအာ20ကိုရွေးထုတ်တာဆိုတော့လေအဲ့အဲ့မှာကျွန်တော်တို့ဒီ audition မှာဒီကျွန်တော်တို့ဒီတေးဥဆောင်တာတွေကိုကြည့်ရတဲ့အမြင်အရပေါ့နော်ကျွန်တော်ဘာသွားတွေ့လဲဆိုတဲ့အခါကျတော့ ဒီ audition မှာပါတဲ့တရုတ်ဆောင်တွေထဲမှာလက်ရှိ industry ထဲမှာတရုတ်ဆောင်လုပ်နေကြတဲ့လူတွေလည်းပါပါတယ်ပြီးတော့ဟိုလုံဝအစ်စ်တွေလည်းပါတယ်ပေါ့နော်ဆိုတော့လုံဝအစ်စ်တွေကတော့ဟိုဘယ်လိုခေါ်မလို့ဆိုလို့ရှိရင်အစ်စ်ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့သူတို့စီမှာအဲ့လိုခောက်ရိုးကျိုးတဲ့အမူအရာတွေမတွေ့ရသေးဘူးပေါ့ဒါပေမဲ့ industry တွေကလူတွေကိုကြည့်လိုက်ရင်တိတိတသာပဲခောက်ရိုးကျိုးတဲ့အမူအရာလေးတွေတွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်လေဘာကြောင့်ဒီလိုဖြစ်လဲဆိုတော့ကျွန်တော်စမ်းစစ်ကြည့်လိုက်တော့ကျွန်တော်ဒီတရုတ်ဆောင်တင်နန်းတွေပေါ့နော်တရုတ်ဆောင်တင်နန်းတွေမှာအာတင်ပေးလိုက်တဲ့အမူအရာတွေကအာကျွန်တော်မြင်တဲ့လောက်ကိုပြောတာပါ တော့ Facebook တွေပေါ်မှာလည်းတွေ့မှာပေါ့နော်ဒီသူတို့တွေကဒီနာမည်ကြီးဇာဝင်ခန်းတွေကဇာဝင်ခန်းတွေကိုဇာညွှန်းတွေကိုထုတ်ပြီးတော့အဲ့တိုင်းပြန်ပြီးတော့တယုတ်ဆောင်အောင်လေ့ကျင့်ပေးတာမျိုးတွေကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါကကျွန်တော်မှမဟုတ်ပါဘူးအားလုံးလည်းတွေ့နေကြတာအဲဆိုတော့ဘာဖြစ်လဲဆိုတော့သူတို့တွေကအာအဲ့ဒီအမူအရာတိုင်းခောက်ရိုးကျိုးနေတာပေါ့အမှန်ကတော့တကယ်ကဘယ်လိုဖြစ်တင်လဲဆိုရင်တယုတ်ဆောင်တယောက်ကကိုယ့်လက်ထဲကိုဇာညွှန်းရောက်ပြီဆိုတာနဲ့ तू อ่ะไอ้ဇညုံနဲ့မှာပါတယ် तू တယုတ်ဆောင်မဲ့ character ပေါ့เนาะไอ้ character ရဲ့ဇက်ကောင်ဇာရိုက်ကိုတေချာ तू อ่ะ analyze လုပ်ရမှာလုပ်ပြီးတော့မှာဒီဇက်ကောင်ရဲ့ emotion တွေက ဒီစင်းတစ်စင်းမှာဘယ်လိုမျိုးချိန်သွားလဲဆိုတဲ့ဟာကိုသူကနားလည်အောင်လို့ကြည့်ရမှာပေါ့နော်ကြည့်ပြီးတော့မှကိုယ့်ရဲ့ talent နဲ့ပေါင်းဆက်ပြီးတော့မှတရုပ်ဆောင်ရမှာပေါ့အဲ့လိုမျိုးတရုပ်ဆောင်မယ်ဆိုလို့ရှိရင် तू ကဘယ်သူနဲ့မှမတူတဲ့ acting တစ်ခုကိုရမှာပေါ့အဲဆိုလိုတဲ့သဘောကဥပမာဖြင့်တရုပ်ကျွန်တော်ကတရုပ်ဆောင်ဆိုရှင်ကျွန်တော်ကကျွန်တော်ရှိရ senior academy ရထားတော့ဘယ်သူနဲ့တူအောင်တရုပ်ဆောင်မယ်ဆိုတဲ့အတွေးမျိုးတွေးလိုက်ရင်အဲ့ဒါစမှားတာပဲပေါ့နော်ဆိုတော့ကိုကကိုပဲဖြစ်ရမယ်ကိုရဲ့ဟန်အမှုရပေါ့ ကိုယ့်ရဲ့အမူအရာအဲ့ကိုယ့်ရဲ့အမူအရာကိုယ်ဒီဘယ်သူနဲ့တူအောင်တိရုပ်ဆောင်မှာဆောင်ရမလဲဆိုရင်နော်ဇညုံနဲ့မှာပါတယ်ဇက်ကောင်ပေါ့ဇညုံနဲ့မှာမက်ဖြူပါတယ်ဆိုရင်မက်ဖြူနဲ့တူအောင်မယ်တိရုပ်ဆောင်မှာမောင်ကျော်ပါတယ်ဆိုရင်မောင်ကျော်နဲ့ပဲတူအောင်တိရုပ်ဆောင်တခြားဒီဘယ်သူနဲ့မှာတူအောင်တိရုပ်ဆောင်ရမလို့ပေါ့ဆိုတော့အဲ့သဘောတရားလေးကိုနည်းနည်း miss ဖြစ်နေတယ်လို့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကကြတော့အဲ့လိုမျိုးအဓိကအဲ့ဒါမျိုးပဲအကြံဉာဏ်ပေးတယ်ကိုယ့်ရဲ့ပင်ကိုယ်အမူအရာကိုရှာပါအဲဆိုတော့ဒီဇက်ကောင်ကိုပေါ့အောင် တရုတ်ဆောင်မှာပေါ့အဲ့တော့ဘာသွားတွေ့ရလဲဆိုတဲ့ခါကျသူတို့ဒီဇညွန်းကိုကြည်လည်အောင်လို့ပေါ့ characteristic ကိုကြည်လည်အောင်လို့ဟိုမမြင်နိုင်ဘူးဆိုတာကိုသွားတွေ့ရတာပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုလည်းကျွန်တော်တို့ကဒီသင်တန်းမှာ comment ပေးတယ်အဲ့ဒီပေးတဲ့ဟာကိုဟိုမှတ်သားပြီးတော့ပြုပြင်တဲ့လူတွေက second round လို့ third round မှာတိတိတတ်တာကိုပိုကောင်းသွားကြတာကိုတွေ့ရတယ်ပေါ့အဲ့လိုမျိုးပြင်နိုင်တဲ့လူတွေကနောက်ဆုံးအဆင့်ထိထက်ပါလာတာပေါ့နော်ဟုတ်ကဲ့မဟုတ်ဘူးရဲ့ active တူတဲ့လူတွေရောပါလာပါပါတယ်ဟုတ်တယ်ပါပါတယ်ဟုတ်ကဲ့ဆိုတော့ ဟိုပါပါတယ်တချို့တချို့ကလေးတွေဆိုမျက်နှာပေါက်လေးကအစားတူတာမျိုးအဲသူစကားပြောလိုက်တဲ့ဟာမျိုးမှာ မျက်စောင်းထုတ်လိုက်တဲ့ဟာမျိုးအဲ့လိုမျိုးလေးတွေဆိုလို့ရှိရင်ဒါမဲ့ဥွေးနဲ့တူတဲ့ကလေးတွေလည်းတွေ့ရပါတယ်ဆိုတော့အော်ဒါကတော့ဘယ်လိုခေါမလို့ဆိုတော့ကိုယ်သဘောကျတဲ့ idol ရဲ့လွှမ်းမိုးမှုဆိုတာကတော့ nebe တိုင်းမှာရှိကြပါတယ်စာရေးဆရာတွေမှာလည်းဒီလိုပဲဟိုကျွန်တော်တို့ဆိုရှင်ငငယ်တော့ဆိုလို့ရှိရင်စာစရေးလိုက်တာနဲ့အဘမင်းသိန်းခါလေတံပေါက်သွားတနေ့တနိုင်ကျွန်ုပ်တည်အဲအဲ့လိုမျိုးပေါ့ဆိုတော့ဒါကတော့ရှိမှာပဲဆိုတော့ဒါကတော့ကျွန်တော်ကအပြစ်မပြောဘူးသို့တော့တမင်လုံးမယူနဲ့ပေါ့နော်တမင်ဟာငါကတော့မဲ့ဥွေးနဲ့တူအောင်လုပ်မယ်ဆိုတာမျိုးပေါ့အဲ့လိုမဟုတ်ဖဲနဲ့ဆိုတော့အချားဟာတွေကိုအတူယူပေါ့ အဲမဲ့ဦးပဲဘယ်လိုမျိုးဒီဇက်ကောင်ပေါ်မှာစီမျောတယ်လဲဘယ်လိုမျိုးဥမာစီကန်းရှိတယ်လဲဘယ်လိုမျိုးအချိန်တိကျတယ်လဲအဲအဲ့ဒါမျိုးတွေပေါ့အဲ့ဒါမျိုးတွေအတူယူရမှာပေါ့ဟိုတရုတ်ဆောင်သားကြီးတူအောင်ကြိုးစားရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ तू ကတော့ဒီ show host အနေနဲ့ပါတာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့သူကဒီ reality show ထဲမှာအာကျွန်တော်တို့ဒီအပိုင်းတိုင်းအပိုင်းတိုင်းမှာပေါ့နော်ဒါမဲ့ဦးဝဲနဲ့သူတို့ အတွေ့မယ်ဆွေးနွေးမယ်အဲ့လိုမျိုးတွေပေါ့ဆိုတော့တချို့ဟာတွေမှာမဲ့ဥဝဲကနေပြီးတော့ positive ဖြစ်တဲ့ comment အနေနဲ့သူတို့ဆွဲခေါ်ပါမယ်အဲ့ဒီလိုမျိုးပါဟို judge နဲ့တော့ပုံစံချင်းမတူပေါ့ကျွန်တော်တို့ judge တွေကကြတော့အားနာလို့မရဘူးမကောင်းရင်မကောင်းပြောပြရတယ်ကောင်းရင်လည်းကောင်းတယ်ချီးမွမ်းပြရတာပေါ့အဲဒါမဲ့မဲ့ဥဝဲကကြ show host အနေနဲ့သူတို့ကို motivate ဖြစ်အောင်ပေါ့နော်ဆိုတော့မကောင်းတာတွေက judge တွေကပြင်ပေးလိုက်မယ်မဲ့ဥဝဲက positive ဖြစ်ပြီးတော့သူတို့စိတ်တက်တက်ကြွမယ် ဟာမျိုးလေးတွေပေါ့တွဲခေါ်ဖို့ပေါ့အဲဒါကတော့မက်ဝေအဓိကသူကစေတနာမြစ်တာနဲ့အဲ့ဒါတွေကိုအဓိကသူကဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်ဟိုကတော့နည်းနည်းအမုန်းခံအာအမုန်းခံရမှာဖြစ်ပါတယ်အခုလည်းပဲအဲမုန်းခံရမယ်ထင်ပါတယ်ဒါပေမဲ့စေတနာနဲ့ပါကျွန်တော်ဒီ talk show တွေမှာလည်းပြောထားတာရှိပါတယ်အဲ့ဒါပါဆိုကျွန်တော်၄မျိုးတွေ့ရတယ်ပေါ့နော်တမျိုးကလုံးဝအတွေ့အကြုံမရှိဘူးပေါ့နော်အတွေ့အကြုံမရှိဘူးအဲ့လိုပဲဟိုပါရမီလည်းမပါလာဘူးပေါ့နော်အဲ့ဆိုအဲ့လိုကလေးမျိုးလည်းရှိတယ်နောက်ခုကျတော့အတွေ့အကြုံမရှိဘူးပါရမီတော့ရှိတယ်အဲ့တော့သူ့ကိုကျွန်တော်တို့ကထိန်းချောင်းပြပြင်ပေးမယ်ဆိုရင်ဒါအများကြီးတက်သွားမယ် ။အဲနောက်ခါကျတော့အတွေ့အကြုံရှိပြီ။ဒါပေမဲ့ခောက်ရိုးကျိုးနေတယ်။သူ့အတွေ့အကြုံခောက်ရိုးကျိုးနေတယ်။သူ့အမူအရာတွေကခောက်ရိုးကျိုးနေတယ်။အဲ့လိုမျိုးရှိတယ်။ဒါပေမဲ့သူတို့ကိုကျွန်တော်တို့ကပြုပြင်ပေးလို့ရတယ်။နောက်ဆုံးတစ်မျိုးကတော့ခောက်ရိုးလည်းကျိုးနေပြီ။ပြုပြင်ပေးလို့လည်းမရတော့ဘူး။အဲ့လိုလူမျိုးလည်းရှိတယ်။အဲ့တော့ကျွန်တော်တို့အလဲနှစ်မျိုးကိုကျွန်တော်တို့ကအဓိကရွေးထုတ်တာပေါ့။ဆိုတော့အတွေ့အကြုံမရှိသေးဘူး။ဒါပေမဲ့ talent ရှိတယ်။သင်ပေးလို့ရမယ်။အဲ့လိုလူမျိုးရဲ့။နောက်အတွေ့အကြုံရှိတယ်။ခောက်ရိုးကျိုးတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ခောက်ရိုးကိုပြန်ဖြန့်လို့ရမယ်ပြန်ဖြန့်လို့ရမယ်လို့အဲ့နှစ်မျိုးကိုအဓိကကျွန်တော်တို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ လက်တလုံးကတော့ကျွန်တော်တို့ Jun TV ပေါ့နော် Jun TV ဆိုတဲ့ application ရှိပါတယ်အဲ့တော့ Play Store နဲ့ App Store မှာကျွန်တော် download လုပ်လို့ရပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီ audition က episode လေးတွေတင်ထားပါပြီတင်ထားအဲ့ဒါလေးတွေကိုကျွန်တော်တို့ကြည့်ရှုလို့ရပါတယ်ခင်ဗျအရှိတ်ဆက်ပြီးတော့လည်းအဲ့လိုအဲ့ဒီ Jun TV မှာနောက်ထပ်ပို့ပြီးတော့အချိန်မြင့်လာတဲ့ episode တွေကိုကြည့်လို့ရမှာပါဟုတ်ကဲ့ကျွန်တော်တိထားတဲ့အရာကိုပေါ့နော်အားလုံးသိအောင်သိစေချင်တယ်နောက်ပြီးတော့ကျွန်တော်ထပ်ပို့ပြီးကောင်းတဲ့လက်ရာတွေကိုလည်းဖန်တီးစေချင်တယ်ပေါ့နော်အဲ့အဲ့တော့ကြောင့်မလို့အာ ီစာအုပ်လေးကိုဖတ်ရှုဖတ်ရှုပြီးတော့ပေါ့နော်အဲလက်ရကောင်းတွေလည်းအများကြီးဖန်တီးနိုင်ကြပါစေလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ Myanmar Star Bazaar